မင်္ဂလာပါရှင်ဒီနေ့မှာတော့လူများသားမှာကြက်ရက်ခတ်သွားတဲ့တည်င်းတပုတ်အကြောင်းပြောပြချင်ပါတယ်အဲ့ဒါကတော့ NUG အစိုးရရဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆဆာကယာတူးကနေနှုတ်ထွက်လိုက်တဲ့ကိစ္စပဲဖြစ်ပါတယ်တော်လန်ရေးကာလမှာအရေးပါတဲ့ဝန်ကြီးတစ်ပါးဖြစ်တဲ့သူကဘာကြောင့်နှုတ်ထွက်ခဲ့ရလဲ NUG နဲ့သဘောထားကွဲလွဲမှုတွေရှိနေတာလားဒါမှမဟုတ်တခြားမဟာဗျူဟာမြောက်အစီအစဉ်တွေရှိနေတာလားဆိုတာလူလူကြမှာမေးခွန်းထုတ်เสียဖြစ်နေခဲ့ပါတယ် ဒီဗီဒီယိုမှာတော့ဒေါက်တာဆော့ဆာကိုရိုင်းရှင်းလင်းပြောကြားထားတဲ့အချက်လက်တွေကိုအခြေခံပြီးတော့သူဘာကြောင့် NUG ကနေအနားယူခဲ့ရတယ်အမေရိကမှာဘာတွေဆက်လုပ်ဖို့ပြင်ဆင်နေတယ်ဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်ပထမဆုံးအနေနဲ့ဒေါက်တာဆော့ဆာပြောပြချက်အရဒါဟာနှုတ်ခတ်ခြင်းသက်သက်မဟုတ်ပဲတာဝန်ယူမှုပုံစံပြောင်းလဲခြင်းလို့နားလည်ရပါမယ် NUG အစိုးရအတွင်းမှာ reform process လို့ခေါ်တဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေလှုပ်ဆောင်နေပါတယ် ဒီထဲမှာဝန်ကြီးဌာနတချို့ကိုရှော့ချတာဖြစ်သိမ်းတာတွေပါဝင်လာနိုင်ပြီးဒီချိန်မှာဒေါက်တာဆဆအနေနဲ့ဝန်ကြီးချုပ်ရာသူကနေအနားယူပြီး NUG ရဲ့အပြင်ဘက်ကနေလွတ်လွတ်လပ်လပ်လောက်ကင်မှုအဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့တော်လန်ရေးကနေထွက်သွားတာမဟုတ်ဘူး။ NUG အစိုးရအခွင့်အဝင်ဖြစ်နေတဲ့အခါနိုင်ငံတကာနဲ့ဆက်ဆံရမှာတန်တမာရေးရာစီးမင်းတွေကန့်တန့်ချက်တွေရှိနေပါတယ်။ဒါကြောင့်လွတ်လပ်တဲ့အနေအထားကနေ FIFA platform, Dota platform တို့ကိုတိစောက်ပြီး ်လွန်လန်ရေးကိုပုံမထီအောင်ကူညီဖို့ဖြစ်တယ်လို့ဆိုပါရယ်။ဒါဆိုရင် NUG ဝန်ကြီးအနေနဲ့ဆက်လုပ်ရင်ဘာအခက်ခဲတွေရှိနေလို့လဲ။ဒီမိန့်ခွန်းအတွက်ဒေါက်တာဆဆာကအချက်တစ်ချက်ကိုထောက်ပြထားပါရယ်။ပထမတစ်ချက်ကငွေကြေးစစ်ဆေးမှုပါ။အမေရိကန်လိုနိုင်ငံမျိုးမှာ NUG ဟာတော်လန်ရေးအစိုးရဖြစ်တဲ့အတွက်တရားဝင်ဘဏ်အကောင့်ဖိတ်မှု institution တွေထောင်မှုအရန်ခက်ခဲပါတယ်။ဒါကြောင့်တော်လန်ရေးအတွက်လိုအပ်တဲ့အရင်းအမြစ်တွေကိုတရားဝင်လမ်းကြောင်းကနေရှာဖွေဖို့အကန့်အသတ်တွေရှိနေပါတယ်။ ဒုတိယတစ်ချက်က G2G Government to Government ဆက်ဆံရေးပါနိုင်ငံတကာအစိုးရတွေအထူးသဖြင့်အိန္ဒိယနိုင်ငံတွေက NUG ကိုတရားဝင်အစိုးရအဖြစ်အပြည့်အဝမဆက်ဆံရသေးတဲ့အခြေအနေတွေရှိနေပါတယ်။ကာကွယ်ရေးဝန်ကြီးချုပ်ချင်းတွေ့ဖို့ခေါင်းဆောင်ချင်းတွေ့ဖို့ဆိုတာတွေမှာအခက်အခဲတွေရှိနေပါတယ်။ ဒါကြောင့်အစိုးရပုံစံမဟုတ်တဲ့လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ဆိုရင်ဒီနိုင်ငံတွေနဲ့ဆက်ဆံရတာပိုပြီးလွယ်ကူချောမွေ့နိုင်တယ်လို့ယူဆရပါမယ်။နောက်ထပ်အရေးကြီးဆုံးအချက်ကတော့နိုင်ငံရေးစည်းရုံးလုံဆောင်မှုပါပဲ။စစ်ကောင်စီဘက်ကနိုင်ငံတကာ lobby ကုမ္ပဏီတွေကိုဒေါ်လာတန်းနဲ့ချီပေးပြီးသူတို့ဘက်ကရက်တီအောင်လုပ်နေချိန်မှာကျွန်တော်တို့ဘက်ကအပြိုအမ်း volunteer အစင်းလောက်နေနဲ့ပဲတွားနေလို့မရတော့ပါဘူး။ ဥပမာအမေရိကန်မှာဘာမာ@ဥပဒေပြဋ္ဌာန်းပြီးဖြစ်ပေမဲ့ဒါကိုတိတိယောက်ယောက်အကောင့်ထဲပို့ဖို့ယူကရိန်းနိုင်ငံလိုမျိုးလက်နက်အကူအညီတွေရလာဖို့ဆိုရင်ဝါရှင်တန် DC မှာ professional ကြကြ lobby လုပ်နိုင်တဲ့အဖွဲ့အစည်းတွေလိုအပ်ပါတယ်အခုဆိုရင်အမေရိကမှာရှိတဲ့မြန်မာတွေ TPS နဲ့နေထိုင်ခွင့်ရထားတဲ့မြန်မာတွေဘယ်နှယောက်ရှိလဲဆိုတော့စိတ်ရင်းအတိအကျတောင်မရှိသေးပါဘူး data မရှိရင် professional မဆန်နိုင်ရင် နိုင်ငံတကာအကူအညီရဖို့ကခက်ခဲပါတယ်။ဒါတွေကိုဖြေရှင်းဖို့ဒေါက်တာဆဆာကပြင်ဆင်နေတာဖြစ်ပါတယ်။ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်ဒေါက်တာဆဆာကအမေရိကမှာ IPFD Institute for Peace and Federal Democracy ဆိုတဲ့အဖွဲ့အစည်းကိုတရားဝင်ဖွဲ့စည်းလိုက်ပြီးပဲဖြစ်ပါတယ်။ဒီဖွဲ့စည်းအောက်မှာအဓိကရန်တရားသုံးခုပါဝင်ပါပါ။ government institution လွတ်မြောက်နေပြီတွေမှာအုတ်ချုပ်ရေးတရားစီရင်ရင်ခိုင်မာဖို့အကူအညီမဲ့အဖွဲ့ Lobby and Advocacy Institution American အစိုးရနဲ့လွတ်တော်ကိုထိထိရောက်ရောက်စီယုံမဲ့အဖွဲ့ Finance and Business Institution ဒေါ်လန်ရဲ့အတွက်ဘန်ဒန်ဝေရှာဖွေရေးနဲ့လူမြောက်နေမြေတွေမှာကိုပိုင်ဗန်စနစ်တွေပေါ်လာအောင်ကူညီမဲ့အဖွဲ့လိုပဲဖြစ်ပါတယ်။ဒါ့အပြင်ကိုလံဘီယာတက္ကသိုလ်နဲ့ပူးပေါင်းပြီးမဟာဗျူဟာ၅ရက်ကိုလည်းချမှတ်ထားပါတယ်။ဒီထဲမှာ Resource ရှာဖွေရေး၊ NATO လိုမျိုးမဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းရေး၊စစ်အနိုင်ကိုက်ရေးနဲ့ United States of Myanmar USM 2000ရို့ပါဝင်ပါတယ်။ အနည်းချုပ်ရရင်တော့ဒေါက်တာဆဆာဟာ NUG ဝန်ကြီးရသူကနေအနားယူလိုက်တာဟာတော်လန်ရေးကိုစွန့်ခွာသွားတာမဟုတ်ပဲနိုင်ငံတကာအထူးသဖြင့်အမေရိကန်မှာတော်လန်ရေးအတွက်ပုံမလွတ်လပ်ပြီးထိရောက်တဲ့ရန်တရားကိုတိစဖို့ပဲဖြစ်ပါတယ် NUG အစိုးရအနေနဲ့မလုံနိုင်တဲ့လက်လန်းမမီနိုင်တဲ့အပိုင်းတွေကိုအပြင်ကနေဖြစ်စည်းပေးမဲ့သဘောမျိုးလို့နားလည်ရပါတယ်အမေရိကန်နေမကဘူး UK ဥရောပနဲ့အာရှနိုင်ငံတွေမှာဒီလို institution တွေပေါ်လာဖို့ကြိုးစားသွားမယ်လို့ဆိုပါတယ် ဟုတ်ကဲ့ဗီဒီယိုလေးကိုကြည့်ပြီးဒေါက်တာဆဆာရဲ့ခြေလမ်းသစ်ပေါ်မိတ်ဆွေတို့အပလုံးမြင်ပါတဲ့။ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ချင်ပါတယ်။ NKP Entertainment YouTube Channel လေးကိုလည်း like and subscribe လုပ်ပေးကြဖို့တောင်းဆိုပါရစေရှင်။